င်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမန့်လေးကိုလာတော့ဖြည့်ပေးခြင်းပါတယ်ခင်ဗျာဆရာသူမိထားလေးကညီလေးလူသားအဆဘယ်ကဖြစ်လာတာလဲပထမဦးဆုံးလူသားအမိကိုဖော်ပြပေးပါဗုဒ္ဓစာပေထဲမှာတိကျသောစာဆောင်ကို ဖော်ပြပေးပါဗုဒ္ဓဘာသာကအယံကိုတိကျနေလို့လက်တွေ့ပြပါတဲ့အရန်ကောင်းတယ်เนาะကျွန်တော်လက်ခုပ် TV အားပေးလိုက်တယ်ဆိုတော့ तू ကလည်းတိတိကျကျမေးလာတော့ကျွန်တော်ကလည်းအချက်ကျကျပြန်ပြီးပြန်ပြီးတော့ဖြေပေးရမှာပေါ့เนาะ ဆိုတော့အကိုကြီးကျွန်တော်တို့ဒီလူသားတွေဖြစ်ပေါ်လာပုံကို၄မျိုးဖော်ပြထားပါတယ်ခင်ဗျာဖော်ပြပါစာပေကတော့ကျွန်တော်တို့အကညာတုတ်တံမှာဖော်ပြထားပါတယ်အဲ့ဒီမှာသွားပြီးတော့လေ့လာလို့ရပါတယ်ခင်ဗျာကျွန်တော်ဒီမှာလည်းထပ်ပြီးတော့ရှင်းပြပေးပါမယ်နော်စတော့ထိုလေးပါမှာနံပါတ်1ဥပပန္တိကဒါကဒုတိယဇံမြမဘုံမှာမြမမင်းကြီးများမြမတတန်းကျွေဟောဒီကဘာမြေပြုံပေါ်သူ့ ွေးဖွားသူမရှိပဲဘွားကနေဖြစ်တည်လာရခြင်းဆိုတော့ကျွန်တော်ဒီလိုပြောလို့အကိုတို့ဒီဘာသာချားဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့သူတွေနဲ့ဘာသာမဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့သူတွေရဲ့ဒီတထွားတမိုက်ညံလောက်လေးနဲ့ဒါငင်းကောင်းငင်းလိုက်မယ်ငင်းလို့ရတယ်သို့တော်လည်းဒါတွေဟာအမှန်တရားကိုမြင်နိုင်တဲ့ဉာဏ်မျက်စိပွင့်မှသာလျှင်ဒါတွေကိုလက်ခံယုံကြည်လို့ရတာဖြစ်တယ်โอเค နော်ဆိုတော့ပြီးရင်နံပါတ်3ဇလာပူဇာအမိဝမ်းမှာဒရေတရေမွေးဖွားခြင်းဒီလိုမျိုးမွေးဖွားခြင်းကတော့ကျွန်တော်လက်ရှိကဘာမြေကြီးမှာတရာရာခိုင်နှုန်းမှာ98ရာခိုင်နှုန်းောက်ထိကဒီလိုမျိုးမွေးဖွားတာဆိုတော့ဒါက ထွေထူးပြောစရာမလိုဘူးထင်တယ်နော်နောက်တစ်ခုကတန်တီတစအဆိုတဲ့အညှိချွဲတို့မှမွေးဖွားခြင်းဒီလိုမျိုးမွေးဖွားခြင်းကိုမရှိဘူးလို့အကိုတို့ဘာသာချားနဲ့ဒီဘာသာမဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့တွေညင်းခြင်းတပါဆိုလို့ရှိရင်လည်းညင်းလို့ရတယ်သို့တော့ဒါဒီဟာကျွန်တော်တို့စီမှာစာပေမှတ်တမ်းနဲ့တကွာရှိထားပြီးသားနောက်တစ်ခုကအန်တစဥခုတို့မှပောက်ဖွားခြင်းဒါကလည်းညင်းလို့မရပါဘူးစာပေမှာမှတ်တမ်းနဲ့တင်ထားပြီးသားနော်ဆိုတော့ဒါဟာကျွန်တော်တို့လူသားဖြစ်ပေါ်လာပုံကိုပြောပြတာနော်ဆိုတော့အဲ့တော့ ကျွန်တော်ဒီကဘာဥစလူသားကဘယ်အစဖြစ်လာလဲဆိုလို့ရှိရင်ဥပပန္တိကဆိုရယ်ဒုတိယဆံမြမပုံမှာမြမမင်းကြီးများမြမတတန်းကုံ၍မြမတတန်းကျွေ၍ဟောဒီကဘာမြေပြင်ပေါ်ကိုမွေးဖွားသူမရှိဘွားကနေဖြစ်တည်လာရခြင်းဆိုတဲ့နေရာကနေစတာနော်နော်ဆိုတော့ကျွန်တော်ဒီလိုပြောရင်ကျွန်တော်ကိုမေကွန်းတစ်ခုထောက်မိတဲ့ရှိတာကဒါဆိုရင်အဲ့ဒီဥပပန္တိကနဲ့မွေးဖွားလာတဲ့သူရဲ့နာမည်ကိုပြောပြပါလို့ကျွန်တော်ကတိကဖတ်မေးလိုက်နေဆိုတော့ဒီနေရာမှာသိထားရမှာကနာမည်ဆိုတာကပြည့်ညက်တရားအတိတရား အဲ့တော့အဲ့ဒီအချိန်တုန်းကဒီကဘာမီပုံပေါ်ကိုဘွားငနေဖြစ်တည်လာတဲ့သူတွေမှာနော်ယနေ့လက်ရှိလူတွေလို့အယံကြီးလောဘဒေါသမောဟတဏှာရာကယမတရားတွေအယံမကြီးသေးဘူးအဲ့ဒါကြောင့်မလို့အဖို့မဆိုတာလည်းမရှိတယ်လို့နမဲဆိုတာလည်းမရှိဘူးနော်ပြောရလို့ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်အတတ္တဝါဆိုတဲ့ဒီလူဆိုတဲ့အရာမျိုးပဲရှိသေးတာနော်ဥပမာဆိုပါစို့အာ तू ကနမဲဘလို့ तू ကနမဲဘလို့ဆိုတာမရှိသေးဘူး နော်ဒါကအကုတ်ကိုနားလေအောင်လေအောင်ရှင်းပြတာနော်ဆိုတော့ပြီးရင်အကိုတို့ဒီဘာသာချားဆိုတဲ့ခေါင်းစဉ်နဲ့ဘာသာမဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေတဲ့သူတွေကိုနော်နားလေလွယ်အောင် အချက်ကြကြပြန်ပြီးတော့ဖြည့်ပေးချင်တာတခုရှိနေပါသေးတယ်အကိုကမေးလာတော့လေကျွန်တော်ကအချက်ကြကြပြန်ပြီးတော့ရှင်းပြချင်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေကိုနော်ဖန်ဆင်းရှင်ဆိုတဲ့ပုံကိုကရှုံးနဲ့ဖန်ဆင်းတယ်လို့ဟိုကနဲ့ဖန်ဆင်းတယ်လို့ဇီဝသက်မဟုတ်တဲ့လို့ဒီလိုမျိုးတွေပူတက်လာမျိုးရှိတယ် တော့အဲ့ဒီအတွက်ကိုလည်းလူသားတွေရဲ့ခန္ဓာကိုယ်ဘာနဲ့ဖွဲ့စည်းတိစောက်ထားတာလဲဆိုတာကိုလည်းကျွန်တော်အချင်းချုပ်ရှင်းပြခြင်းပါသေးတယ် နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီလူတွေနဲ့တတ္တဝါတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံဟာဓာတ်ကြီး၄ပါးဓာတ်ကြီး၈ပါးယုတ်တရား28ပါးနန္တရား94ပါးနဲ့ကောထာပါ32မျိုးဆိုတာနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်ခင်ဗျာဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီ channel ဥစားတော့အာမရှင်းပြတော့ကျွန်တော်တို့ဒီဓာတ်ကြီး၄ပါးဓာတ်ကြီး၈ပါးနဲ့ကောထာပါ32မျိုးတော့ကျွန်တော်အကျယ်တွင်နည်းနည်းလေးရှင်းပြပါမယ်နော်နော်ဆိုတော့ကျွန်တော်တို့ တက်ကြီးလေးပါပထဝီမြေထက်ပျော်ခြင်းမာခြင်းကိုကိုစားပြုခြင်းအာဘောရေထက်စီးခြင်းယူခြင်းကိုကိုစားပြုခြင်းတေဇောမီးထက်ပူခြင်းအေးခြင်းကိုကိုစားပြုခြင်းဝါယောလေထက်တင်းခြင်းတွန်းကန်ခြင်းဆိုတာကိုကိုစားပြုခြင်းเนาะ နော်ပြီးရင်ဓာတ်ကြီး၈ပါးဓာတ်ကြီး၈ပါးကကျွန်တော်ဆောစောကပြောထားတဲ့ဓာတ်ကြီး၄ပါးနဲ့အပါဝင် အာကာသဓာတ်အာကာသကိုကိုစားပြုခြင်းဝိညာဏဓာတ်အတိတ္တိသဘောကိုကိုစားပြုခြင်းအာလောကဓာတ်အလင်းရောင်ကိုကိုစားပြုခြင်းကမ္မဓာတ်လှုပ်ဆောင်မှုကံသဘောကိုကိုစားပြုခြင်းနော်ဆိုတော့ပြီးရင်ကျွန်တော်ကောထာတာ32ပါးစံပင်မွေးညင်းချေတဲ့လက်သေးတော်အေးအတာ အသားအကျော်အယူရိုးတွင်ခြင်စီအညူနှလုံးအသေးအမိအဖြင်အစိုးဥမဥသိအစာသက်အစာဟောင်းအုံနှောင်းပြီးချီတလိပြီးသွေးချွေအစီခဲမြေရီစီချီတွေနှံအစီချင်းငယ်ဒါဟာကောထာတာ32ပါးဖြစ်ပါတယ်ခမရเนาะဆိုတော့အဲ့တော့ကျွန်တော်ဒီအထက်မှာပြောသွားတယ် တကြီး၄ပါတကြီး၈ပါယုတ်တရား၂၈ပါနန္တရား54ပါနဲ့ကောထာတာ32ပါနဲ့ကျွန်တော်တို့လူတွေရဲ့နတ်တွေရဲ့မြမာတွေရဲ့တရိတ်ဆန်တွေရဲ့ပိတ်တာအတုရကေငရဲဆိုတဲ့ဒီလိုမျိုး30ဘုံဝင်ဝိညာဉ်များသောတတ္တဝါတို့ရဲ့ခန္ဓာကိုယ်ကိုဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။အဲ့တော့ယုတ်ကြီးပဲရှိနေတာမဟုတ်ဘူး။ယုတ်ရှိရင်နန္တရား54ပါလဲပါဝင်နေတာဖြစ်တယ်။အဲ့တော့ယုတ်နဲ့နန်နဲ့တွဲညက်ပြီးတော့မှ ဒီကျွန်တော်တို့တတ္တဝါဆိုတဲ့ခန္ဓာဖြစ်တည်လာတာဖြစ်ပါတယ်ခမရเนาะဆိုတော့ပြီးရင်အကိုကအချက်ကျကျမေးလာတော့လေကျွန်တော်ကအချက်ကျကျမေတ္တာလက်ဆောင်ပို့ပြီးတော့မှအကိုကိုအဖြေလေးပေးတဲ့ချင်ပါသေးတယ်အဲ့တော့ကျွန်တော်တို့ဒီကဘာမြေပြင်ကြီးစัจ java လာကြီးဟာရောဘလို့ဖြစ်လာတာလဲလို့မေးအောင်မယ်ဆိုလို့ရှိရင်အဲ့ဒါကလည်းဓာတ်ကြီး၄ပါးဓာတ်ကြီး၈ပါး ਨੇ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်ခင်ဗျာစัจကြဝဠာနဲ့ကဘာဝူတော့ဓကြီး၄ပါးနဲ့ဓကြီး၈ပါးကဖွဲ့စည်းတည်ဆောက်ထားပါတယ်အဲ့ဒီစัจကြဝဠာနဲ့ကဘာထဲမှာရှိနေတဲ့လူအပါဝင်တခြားတတ္တဝါတွေအလုံးကိုတော့ဓကြီး၄ပါးဓကြီး၈ပါးယုတ်တရား28ပါးနန္တရား54ပါးနဲ့ကောထာတာ32မျိုးနဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်ခင်ဗျာ နော်အဲ့တော့ဒါအခုကျွန်တော်ဖော်ပြထားတာကအကို့ကိုနားလည်လွယ်အောင်ပဲအချင်းချုပ်ဖော်ပြထားတာပါတေးသေးချာချာစစ်စစ်ဆက်ဆက်လေးလာခြင်းကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့ဒီတရားစာပေဖြစ်တဲ့အကညတုတ်တံမှာ ပြန်ပြီးတော့လေးလာလို့ရပါတယ်ခင်ဗျာနော်အဲ့ဒီတုတ်တံမှာဆိုလို့ရှိရင်နော်ကျွန်တော်ထပ်ပုံတော့မှာပြေစုံဆိုတာအကို့ကိုရှင်းပြပေးပါလိမ့်မယ်ခင်ဗျာနော်ဒီအတွက်ကြောင့်မလို့ကျွန်တော်ဟိုနေ့ကပြောတဲ့အတိုင်းပဲထပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓဘာသာသည် အမေးရှိအဖြေရှိပါတယ်မေခွန်တိုင်းမှာအဖြေရှိတယ်ဒီအတွက်ကြောင့်မလို့ဒါကိုဂုံယူဝင့်ကြောသွားထပ်ပြောပါမယ်ကြိုက်တဲ့ရှူတော့နဲ့စစ်ပါဇီဝဗေဒနဲ့စစ်မလားဘောဂဗေဒနဲ့စစ်မလားနခရဗေဒနဲ့စစ်မလားရူပဗေဒနဲ့စင်မလားသိပ္ပံနဲ့စင်မလားစာပေနဲ့စင်မလားလက်တွေ့စင်မလားတဘာဝစင်မလားကြိုက်ရနဲ့စစ်ဗုဒ္ဓဘာသာအနေနဲ့အစစ်မခံနိုင်စရာဘာအကြောင်းမှမရှိဘူး ။ဘာဖြစ်လို့ကျွန်တော်တို့ဒီလိုမျိုးဂုံယူဝင့်ကြွားတာတိတိကျကျပြက်ပြက်တတရဲရဲကြီးပြောရဲလဲဆိုရင်ကျွန်တော်တို့ဗုဒ္ဓဘာသာသည်လမ်းဖေးသာသနာအပေါ်စားဘာသာမဟုတ်ဘူး။ เนาะဆိုတော့ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့တရားဒေသနာလမ်းစဉ်ကိုတီထောင်ခဲ့တဲ့မြတ်စွာဘုရားရှင်ဟာအကျမ်းဖြင့်ပြောရရင်လေးအသင်ချီကဘာတသိဖြည့်ကျင့်ရမယ်ပါရမီတွေဖြည့်ကျင့်ခဲ့ပြီးမှเนาะပေးဆက်ရမယ်ဝတ်ကျွေးတွေအကုန်ပေးဆက်ခဲ့ပြီးတော့မှတိတ်အနာကပြစ္ဆုတ်ပံဆိုတဲ့သုံးလောကထထတပိညုတဉာဏ်တော်ပန်းရှင်မြတ်စွာဘုရားရှင်ဆိုတဲ့ဘွယ်ထုကိုတက်ယူခဲ့တဲ့အတွက်ကြောင့်ဘွယ် နော်ဒီအတွက်ကြောင့်မလို့ဗုဒ္ဓဘာသာသည်ကံနှစ်တန်တရားစံဝန်ထဲမှာရှိတဲ့လောကနိယာမနဲ့ဒွန်တွဲထားပြီးတဘာဝကိုအခြေခံပြီးတော့မှဖြစ်တည်လာတဲ့ဘာသာတရားဖြစ်တာကြောင့်ဟောဒီတဘာဝအကြောင်းဟောဒီကံနှစ်တန်တရားအကြောင်းကိုကောင်းစွာနားလည်တယ်ကောင်းစွာတစ်ဖက်ကန်းခတ်ကျွမ်းကျင်တဲ့ဘာသာတရားဖြစ်ပါတယ်လို့ကျွန်တော်တို့တိတိကျကျပြက်ပြက်သားသားခိုင်ခိုင်မာမာကိုဂုံယူဝင့်ကြွားစွာပြောပြရစီခမညာနော်ဒီအတွက်ကြောင့်မလို့ဟောဒီတန်တရားတဲ့နေလောက်အောင်ထွက်နိုင်မှု တရားလှမ်းစင်မှာလဲကျွန်တော်တို့ဗုဒ္ဓဘာသာတဘာသာမှာပဲရှိတာဘယ်ဘာသာမှဗုဒ္ဓဘာသာလို့ဟောဒီတန်တရားနေတန်တရားစုံဝင်နေလွတ်အောင်ထွက်နိုင်တဲ့တရားလမ်းစဉ်ကိုမရှာပေးနိုင်ဘူးကျွန်တော်တို့ဗုဒ္ဓဘာသာတဘာသာတွေပဲရှာပေးနိုင်တယ်ကျွန်တော်တို့ဗုဒ္ဓဘာသာတဘာသာတွေမှာပဲရှိတယ်เนาะကျွန်တော်တို့ဗုဒ္ဓဘာသာမှာအလုံးစုံကိုသိတော်မူသောအလုံးစုံကိုဟောကြားဆုံးမတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တိုင်ကိန်းဝတ်စံပယ်ခဲ့တဲ့ဘာသာတရားဖြစ်တာကြောင့်အားလုံးကိုကျွန်တော်တို့ဂုံယူဝင့်ကြွားတာ ပြောဆိုလိုက်နိုင်ပါတယ်ခမရเนาะအကိုကအချက်ကြကြပြန်ဖြေပေးပါဆိုလို့ကျွန်တော်ကအချက်ကြကြနဲ့ပြန်ဖြေပေးတာအဲ့တော့အကိုရေဒီအကြောင်းတွေကိုလေ့လာခြင်းအကညာတုတ်တံမှာပြန်ပြီးတော့လေ့လာပါ ထပ်ပြောပါမယ်အကညတုတ်တံမှာ ပြန်ပြီးတော့လေးလာပါခမအကညတုတ်တံဟာကျွန်တော်တို့ဒီအလူလူသားတွေနဲ့တတ္တဝါတွေရဲ့အကြောင်းနဲ့ပြီးရင်ကဘာနဲ့စัจကြဝလာအကြောင်းကိုအချက်ကြကြခိုင်ခိုင်မာမာပြန်လဲဖော်ပြဟောကြားဆုံးမခဲ့တဲ့တရားဒေသနာတုတ်တံတစ်ခုဖြစ်တဲ့အဲ့ဒီတကြောင်မလို့အဲ့ဒီထဲမှာပြန်ပြီးတော့လေးလာနိုင်ပါတဲ့ခမပါဠိစာကို နားလည်ရင်ပေါ့နော် ပါဠိစာကို နားမလည်လေကျွန်တော်တို့ထပ်တက်တည်နားလေတဲ့ဆရာတော်တန်ခါတော်တို့စီပြန်ပြီးတော့လေးလာပါခမကျေးဇူးတင်ပါတယ်နော်